ားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာချင်းမင်းမြစ်သားရေးသားတဲ့နှောင်ကျိုးဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်အခန်းတထက်ထက်ထက်ဟုနယံကတ်နာယီဤမိတန်ခတ်တူတူကနားထဲမှာကဘာပြက်နေတကဲ့သို့စူညံလွန်းသည်ဟုခံစားမိသည်ရခင်ကခေါင်းပေါ်ခေါင်းချ အေးပျော်ပြီဆိုရင်နာယီမီတန်ကိုလည်းတတိမမူမီခွေးဟောင်တန်ကိုလည်းမကြမီမြည်သည့်ဆူညံတန်ကြောင့်မြနိုးလာဖို့မလွယ်ကူထိုလောက်ထိအိတ်ဆက်ချင်းကိုမမတ်မမောခုံခုံမင်းမင်းဖြစ်ခဲ့ဘူးဒီကျွန်တော်ကျွန်တော်ဘဝရဲသူဝင်ရောက်လာသည့်နောက်ပိုင်းညများမှာကောင်းကောင်းမမောအိတ်ဆက်၍မရနိုင်လောက်အောင်အနှောက်အယှက်ဖြစ်ခဲ့ရသည်သို့တော်ညာလေတန်ရုံးစင်ကျူဤ ရှင်းအောင်ဖွဲ့ခြင်းကြောင့်အနှောက်ယှက်ဟူ၍လည်းမမြင်ရနိုင်ဒုက္ခဟူ၍လည်းမတတ်မှတ်နိုင်တီးခန့်စိတ်ဖြင့်နားလဲပေးခဲ့သည်လေညသည်ကတိတ်ဆိတ်ငြိမ်လွန်းလှပါသည်ကျွန်တော်စိတ်မှမူတရိယာခြင်းများကြောင့်စောက်တရားမရဖြစ်ကမစိတ်ငြိမ်နိုင်ဒုက္ခမီးကလောင်မြိုက်နေလီတော့ခင်းထားသည့်အေယခင်အပားလေးကိုပင် ပူလွန်းသည်ဟုခံစားမိသည်မအိတ်ချင်တော့ အမှန်မှမူအိတ်ဆက်၍လည်းမရတော့ထိုအခါတွင် စိတ်ကကနာမငြိဖြစ်လာရသလိုခန္ဓာကိုယ်သည်လည်းမငြိမသက်ဖြစ်ရကဘယ်လူလိုက်တဖန်ညာပြန်လှိမ့်လိုက်နှင့်နှုတ်မှလည်းခန်းကြီးကြီးလေးတန်းတမိသည် ထွက်ပေါ်လာသည့်အတန်ကတိုးညင်သားတော်လဲကျွန်တော်နှလုံးသားကတော့ညင်သားခြင်းမရှိအေးချမ်းခြင်းမရှိပူလောင်ခြင်းနာကျင်ရခြင်းစသည့်စသည့်ခံစားချက်များသာ ဖုံးလွှမ်းနေတော့သည်ဟွန်းရေလျားလွန်းသောစောင်းညတညပါလားအခန်းနှင်း22ရက်တလ2022သူနှင့်စတင်စုံစည်းတွင်ရရှိခဲ့သည့်ထိုရက်က အုံနောက်ထဲတွင်ဆွေးမြဲနေလေသည်ဒီလောက်ထိ အသေးစိတ်ခံစားမှတ်မိနေခြင်းကိုယူကြောင်ကြောင်နိုင်လွန်းသည်ဟုဆိုခြင်းဆိုနိုင်ပါသည်တို့တစီလူတိုင်းသည် တခုခုသောအကြောင်းအရာနှင့်ပတ်သက်ပြီးယူသွနေကြရသည် မဟုတ်ပါလားသူကိုစားတွေ့သည့်အချိန်တွင်မျက်ဝန်းများကိုတရီထားမိသည် သူမျက်ဝန်းများကတစုံတစ်ခုကို လွမ်းစွန်နေသလိုလိုသို့မဟုတ်အာကိုဖေးမှပေးမိသူကိုတန်တမျောလင့်သလိုလိုဘလိုပဲဖြစ်ဖြစ်ခံမဲရသလောက်ကတော့တောက်ပရွှွန်လဲ့နေဟံမပြတော့ကြီးဝေဝေမျက်ဝန်းများပြုံးမိန်နေသော မြက်ဝေါများအခန်းသုံးဆောင်းတိတ်အေးတော်ဆောင်းမြို့ကိုဝေတော်ဆောင်းအညာဆောင်က မအေးသေးရင်တော့ပြဒနာသိမ့်မရှိကြီးအေးပြီဟေဆိုရင်တော့အသေးခိုက်ခိုက်တုံးမြည်တို့ပင်တုံရင်နေအောင်အေးပါစေဆောင်းဤအေးချမ်းသည့်အရာသာကိုတော့ခုံမင်မိသည်နှစ်ချိုက်မိသည်ချမ်းအေးတော်နဲ့နဲ့ခင်းမှာဆောင်းပုံထဲမှာထမိဖို့ပေးသူသွား ကော်ဖီပူပူလေးတစ်ခွက်မှုတ်တောက်ရင်စိတ်ငြိမ်နေရသည့်အရာသာကိုတိတ်နှစ်သက်သည် တခါတလေများဆိုစောစောစီစီလွမ်းတော်လွမ်းနေမိတယ်လို့လို့ဘသူကိုလွမ်းတာလဲဘယ်ရာကို လွမ်းတာလဲတကယ်တော့လွမ်းစရာအကြောင်းအရာလေးတစ်ခုပင်ရှိမနေသည်မှာဧကန်အမှန်ဩတကယ်တော့ခေါင်းစဉ်မရှိသည့်ခေါင်းစဉ်တက်မရသည့်လွမ်းစွန်ခြင်းက အန္တရာယ်သိကင်းသည်လေပူခြင်းလည်းမရှိလောင်ခြင်းလည်းမရှိတောကဆိုသည်ကနတ်တီတူလာဟိုနေ့ကတွေ့ခဲ့ရသည်တူလာတည်ခြင်းစိတ်ကြောင့်လိုက်လံရှာဖွေမိသည်တိတ်မကြလိုက်ပါတူလေးကိုတွေ့ရပြန်ပါပြီကျွန်တော်လိုက်လာမှန်တီသွားလီသလားတော့မသိသူလေပြန်လှည့်ကြည့်ပါသည်ထိုအခိုက်အကြည့်ချင်းစုံရသည်ဒီနောက်တော့သူ့အပေါ်တွင် တန်ရောစင်ကျိုးစတင်ရစ်တီမိခဲ့သည်ဟု ဆိုရပေမည်။တန်ရောစင်ဟုသည်နှောင်ဖွဲ့တတ်သည်။ထို့ကြောင့်ရုံးထွက်လွတ်မြောက်ဖို့မလွယ်ကူနိုင်။ချစ်ချင်းနှင့်တန်ရောစင်တို့ခု ရောတွေးရှက်နယ်ကခံစားမိပါကမျက်နှူးရသည့်အရာတစ်ခု ဆုံးရှုံးရသည့်အခါအယူတယောက်ကဲ့သို့ခံစားရနိုင်သည်။သူနှင့်ကျွန်တော်အကြားမှာလဲတနေ့တနေ့တန်ရောစင်စူးစမ်းများ ိုးပွားလာခဲ့ပါသည် တနေ့တော့ထမင်းဆိုင်ကနေထမင်းဟင်းများဝယ်ခဲ့သည်ထမင်းစားနေသည့်အချိန်သူကကျွန်တော်ဘေးနားရောက်လာကလာထိုင်သည်ကျွန်တော်သူ့ကိုထမင်းကျွေးကျင်သည့်စိတ်ကြောင့်ပကံများတစ်ချက်ထဲထမင်းဟင်းများထည့်၍ကျွေးလိုက်သည် သူစားပါသည် သူတော့မသိကျွန်တော်ရင်ထဲမှာတော့ជីနူးပီတီဖြစ်နေမိသည် စားတော့၍ပြီးစီးသွားသောအခါ ကျွန်တော်ကိုဂျေဇူးတင်သွားသည်ထင်သူမျက်ဝန်းဤအကြည့်စုစုကတက်တည်ထူနေသလိုလိုအဲဒီနောက်သူ့လက်ကလေးကိုမဝမရဲဆုပ်ကင်လိုက်သည် သူငင်းဆန်သည့်အမူအရာပဲမပြတော့ထမှန်ဝမ်းတာရပြန်သည်ထို့အခါမြည်သည့်စကားမြပြောစရာမလိုတော့ပါပဲတန်ရုံးစဉ်တွေ့မိနေကြောင်းကို အပြုအမူများမှတဆင်ခံစားသိရှိ နားလည်မိ၏အခန်းလေး ။အိုးပျော်မျိုးရှင်ပြနေကြပါလား။ရှေးကပြေးသူကပြေးနောက်ကလိုက်သူကလိုက်ထိုမြင်ကွင်းကို တွေ့ရသည့်အချိန်တိမ်များအံ့ဩသွားသလားဆိုရင်တော့မအံ့ဩမိပါဟု ဆိုရကြည်မည်။တဘာဝတရားပဲလေ။အချင်းနှစ်တွေ့လာလေပျော်ရှင်တတ်ကြသည်မှာလောကနိယာမတရားပဲမဟုတ်ပါလော။အချစ်ကို သူရှာဖွေတွေ့ရှိခဲ့ပြီဟုယူဆမိသည်။ ကျင်납ပါသည်နားလဲလက်ခံပေး၍လဲရပါသည်သူဖြစ်တည်မှုနှင့်ကျွန်တော်ဖြစ်တည်မှုကတခြားစီဖြစ်နေသောကြောင့်သူလည်းပဲမျိုးရိုးအစဉ်တန်းတူသည်အချစ်တစ်ခုတွေ့လိမ့်မည်သာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်သူ့အပေါ်တွင်တန်ရောစဉ်တွေ့မိခဲ့သည်ကိုတော့ညင်းမရလုံးဝလုံးဝညင်းဆန်မရနိုင်ပါအခန်းကတကောင်ရန်အချိန်ခန့်ရှိမိထင်၏ တရေနိုးလာ၍ရေထားတောက်မီအပြူမှာကျွန်တော်အံ့ဩမြင့်သက်သွားမိသည် မအံ့ဩပဲမနေနိုင်တော့ပေသူကကျွန်တော်အိယာဘေးနားမှာရောက်နေသည်လေဘဲကနေဘလို့ဝင်လာခဲ့ပါလေရေတင်လွန်သည်ဟုဆိုရမလားတို့ဒီမဟုတ် အကြောက်တရားနှင့်ဂင်းကွာနေသည်ဟု ပြောရမလားမသိစိတ်ထဲမှာတော့ကတိကအောက်ဖြစ်ရသည် သူကိုနှိုးလွှတ်လိုက်ရမည်လားထို့သူလည်းမလုပ်ရနိုင် ထားပါတော့စိတ်ချမ်းမြေ့စွာ အိပ်ဆက်ပါစေတော့လေသူရောက်ရောက်လာခြင်းကတညာလဲမဟုတ်နှစ်ညာလဲမဟုတ်ညာစဉ်ညာတိုင်းလိုလိုဖြစ်လာသည်ကျွန်တော်တရေနိုးပြီဆိုလေအိယာနဘေးမှာသူကရောက်နေပြီဆိုတော့အချိန်ကြာလာသည်နှင့်အမျှသူရောက်လာမီကိုကြိုတိနေခဲ့တော့ကောင်းကောင်းမွန်မွန်အိပ်ဆက်မရတော့ပြီနားထဲမှာခြေတန်းလိုလို့ အတန်များကတဖုံခန္ဓာကိုယ်ကရားရံတယ်လို့လို့ခံစားလာရခြင်းများကတမျိုးထိုချိန်ကစကျွန်တော်မမောခဲ့ရသည်အိပ်ဆက်ခြင်းအရာသာသည်ယောတိရောရဲဖြစ်ကပေါ်ပြက်ပြက်ဖြစ်လာခဲ့သည်သူပါကြောင့်ကျွန်တော်အိပ်ရာတဲ့ရောက်ရောက်လာပါလေအခန်း6တညမှာတော့ညီးတယ်လို့လို့အတန်တန်ကြားရသောကြောင့်တတိမူမိချိန်တွင် ရခင်ညာများကအတိုင်းဘေးမှာသူကရောက်နေပြီညီးတန်ကသူ့စီကထွက်ပေါ်လာလေသလားဘယ်နာကထွက်ပေါ်လာသလဲအိမ်မုံဆုံးမွားဖြစ်နေသောကြောင့်တဲ괴ခြင်းမရှိခြင်းအိမ်မရတော့သဖြင့်သူ့ပိုက်လေးပေါ်လက်ကလေးလှမ်းတင်လိုက်သည်ထိုစဉ်သူ့ခန္ဓာကိုယ်ကတစ်ချက်တွန့်သွားသည်ထို့နောက်အတင်းယုံကန်တော့သည်ဟင်ဘာကြောင့်သူယုံနေပါလဲ ကိုအေယာဘေးထီရောက်လာပြီပဲကိုကဘိုက်ကလေးပေါ်လက်လေးပဲစပြီးတင်းယုံရှိသည် ရုံးစရာလားသူတော်အေယာတဲ့ထီကျူးကျူးကြောကြောရောက်လာခဲ့ပြီပဲကိုညူစူစူဖြစ်လာသည့်စိတ်ကတိကျရှင်းလင်းသည် အဖြေရလက်ကို လိုချင်ကြောင်းနှိုးဆွာလာသည်ဖြင့်သူ့ဘိုက်ကလေးကို လက်ဖျားလေးနှင့်မရေတရေထပ်ထိလိုက်သည်ထမ်းမှန်၍သူတွန့်သွားသည် ထိုမြမက အလိုမကျသည့်အတန်များပင် ထွက်လာလိုက်သည်ထိုအခါချက်ချင်းလူးလွန်ထမီးဖွင့်လိုက်ပြီးအခြေအနေကိုအကဲခတ်ကြည့်မိသည့်အချိန်မှာသူနိုးနေလေပြီ သူအကြည့်များက ရခင်ကလိုမတောက်ပါတော့ပဲရေရီစာများပင် စီးကြနေသည်ဘိုက်ကိုပင် အထီးမခံရွှေပကံ ဖြစ်နေရသည်မှာတခြားအကြောင်းတစ်ခုခု ရှိမှာပါလေဟု၍ ကြည့်တွေးတွေးလိုက်၏ကျွန်တော်ကလည်းကျွန်တော်ပဲလေဘိုက်ခေါက်လေးများဆိုကန်ကြည့်ကျင်သည့်ဗီဇာကဘာသဘောမှန်းလဲမသိထားပါသူကမှတွန့်တုန်နေမှတော့နေပါစေတော့ဟုဆုံးဖြတ်ပြီးဆောင်းမားလေးတစ်ထည့်ယူကာသူ့ကိုယ်ပေါ်၌လွှမ်းပေးထားလိုက်သည်အခန်းခုနှစ်ချမ်းရင်သောနနက်ခင်းတစ်ခုတွင်အေးချမ်းမှုနှင့်노ထလာရမည်အစားပူလောင်သောကားတို့ဖြစ်တာ နိုးထလာခဲ့သည်ရခိုင်ရံများကမနက်ခင်းရောက်လင်သူမရှိတော့ပြီဘယ်အချိန်ထားသွားမှန်းမသိလိုက်ဒီကများပါသည်အခုတော့ဘေးမှာသူကရှိနေစေအိတ်နေစေသူရှိနေတော့ကြောင့်စိတ်စနိုးစနောင်ဖြစ်သွားခြင်းမျိုးလဲမဟုတ်ပြန်တိတိကျကျဆိုရလေသူ့ကျမ်းမာရေးအခြေအနေကြောင့်စိုးရိမ်နေမိခြင်းသာဖြစ်သည်ထိုစိတ်ကြောင့်ပဲညာက သူ့ကိုခြုံပေးခဲ့သည့်ဆောင်းလေးကိုလှက်ပြီးအချင်းလေးကိုအကဲခတ်လိုက်တော့ဖះဖះနှုတ်မှာအာမေရိတ်အတန်းကထွက်ခဲ့ရပြီသူကြည့်ရသည်မှာအသက်ကိုခက်ခက်ခက်ခဲရှူနေရသည့်ပုံစံခန္ဓာကိုယ်ကိုစမ်းကြည့်လိုက်သည့်အချိန်မှာကျွန်တော်ခေါင်းတစ်ခုလုံးခြားခြားလေးအောင်မူးနောက်သွားသည်နေသူခန္ဓာကိုယ်ကတောင်တင်းအေးဆန်နေသည်လေ ဒီလိုဆို तू အသက်ဆက်ရှင်နိုင်မအောင်မလားဒီနေ့မနေ့က तू နောက်ဆုံးနေများလားရင်ထောင်ပြီးတော့တန်ရုံးစင်ကျိုးတစားကပြတ်တောက်ရတော့မလားနှွေးထွေးပါစေတော့ဆိုပြီးသူ့ကိုရင်ခွင်ထဲမှာ ကျင်နာစွာထွေးပိုက်ထားလိုက်သည်ငုံကြည့်လိုက်တော့သူ့မျက်လုံးကဖွင့်ပင်မလားစတင်ကျွမ်းဝင်ခဲ့ရသည်မျက်ဝန်းလေးသည် အခုအချိန်မှာတော့ မိရဲ့အနေထား၌သာဖြစ်နေသည်ကို တွေ့ရတော့စိတ်ခနဲနာကျင်ရသည်သူအသက်ရှူပုံကလည်းမြင်မြင်လေးမှတကယ့်ကိုမြင်မြင်လေးတစ်ချက်တစ်ချက် ရှူလေသလားမသိရအောင်တိုးညင်လို့သည်ထို့နောက်သူ့ကိုတင်းတင်းကြပ်ကြပ်လေးထပ်ဖက်ထားမိပြီးတင်ငါမကင်းဖြစ်ခဲ့သည် သူ့ပိုင်လေးကိုထိလိုက်သည် အာမရှိခြင်းကြောင့်ထင်ပါသည်တိတ်မယုံကန်တော့ခြင်း ကျွန်တော်သဘောပေါက်လိုက်ပါပြီ။သူ့ပိုက်အတွဲမှာမခံမရက်နိုင်အောင် နာကျင်စရာတစ်ခုခု ရှိနေသည်ဟု ထိုအချိန်မှာကျွန်ုပ်ရင်ဝင်ထဲကနေသူမယုံတော့ပါ။လုံးဝကိုမယုံကန်တော့ပါ။ညောင်ဟုအတန်တစ်ချက်သာထွက်လာပြီးရာတပ်ပံငြိမ်သက်သွားတော့သည်။ထိုညောင်ဟုသောအတန်ကနှုတ်ဖျားစီမှလာခြင်းမဟုတ်ဘဲဝမ်းကောင်းနေမှာ မအီမတာထွက်ပေါ်လာခြင်းဖြစ်မည်ဟုယူဆမိသည်။စောင်းညတညကုံဆုံးပြီးနက်နက်လင်းသည့်အချိန်မှာတော့ကျွန်တော်ပါပင်ကပူနွေးနွေးလေးဖြစ်နေတော့၏။နားဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်။